အရဟံဖောင်ဒေးရှင်းအရဟံသာနာပြုကောလိပ်ဒုတိယအကြိမ်ပွင့်နှင်းတပင်ရခန္ဓာကိုရန်ကုန်မြို့ရှိအမျိုးသားကားဆိုင်ရုံမှဒီဇင်ဘာလ9ရက်နေ့ကကျင်းပခဲ့ရာတငါတော်တိလာရှင်နဲ့လူပုဂ္ဂိုလ်169ဦးကိုဘွယ်လက်မှတ်တွေဆက်ကပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအရဟံဖောင်ဒေးရှင်းကြီးကို BAMA ဘွယ်ရဆရာတော်များဦးဆောင်ပြီး2020ခုနှစ်စက်တင်ဘာလမှစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ယဟန်နဲ့လူပု ုပ်ကို900ကျော်ကိုပို့ချခဲ့ပြီးဖြစ်တယ်လို့ဒုတိယအကြိမ်ဘွယ်နှင်းတပင်းမှာလည်းတနန်းသား169ဦးကိုဘွယ်လက်မှတ်ချီးမြှင့်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အရဟံဖောင်ဒေးရှင်းဖြစ်ပေါ်လာပုံနဲ့အရဟံသာနာပြုကောလိပ်ဒုတိယအကြိမ်ဘွယ်နှင်းတပင်းအခမ်းအနားနဲ့ပတ်သက်လို့အရဟံဖောင်ဒေးရှင်းပဌာနာဦးဆောင်ဆရာတော်ဓမ္မဝီရဒေါက်တာအရှင်သေးစန္ဒီယာကအခုလိုပဲပြောပါတယ်။ ကျွန်တော်ကအာနာပါနေရှင်ကို2010မှာကဘုရားတမန်တော်ကောင်းကျိုးတင်ဖို့ပြရအာရဟံဆိုတဲ့ဒီအကျဉ်းကိုဆက်ပြီးတော့ဒီလိုဒီကအမေပြီးဒီဘုရားဆရာတော်များကိုဆောင်းပြီးတော့နိုင်ငံရေးမဖက်ပုဂ္ဂိုလ်ကြီးကိုဆောင်းပြီးတော့ဆောင်းတယ်ဘုရားသာသနာအတွက်လိုအပ်တဲ့ငဃာဒကမများကန္နာသံဃာတော်များကန္နာလူငယ်များကန္နာကိုယ်ရင်းသားမင်းများကန္နာစသည်အပ်ဖြင့်ဘုရားဝမ်းမြောက်နေပါဘူး ဘုရားစနစ်တကျအညာကြီးသာသနာ့ရေးပတ်သက်လို့ဆိုတော့ဆောင်းလက်ဖို့အစီအစဉ်ပါအစီအစဉ်မှာဥလုံးလုံးလက်လက်ကတော့သာနာ့လုံးဝဆက်ဖို့အနန္တမှာဟောလို့ဖြစ်နေပြီးတော့သင်္နနာသင်္နနာသင်္နာဘုဟုဘောင်း950ဒီဆောင်ရက်နဲ့ဆောင်းရက်ဟောလမ်းကျွမ်းတဲ့ဗျာပုစ္ဆာသာသနာ့ အာတမန်ဒီရောင်းတဲ့ဆရာတော်ပေါင်း50ပြပါတယ်ပုဂ္ဂိုလ်တရားဆရာတော် အရဟံဖောင်ဒေးရှင်းအသီးပတိနိုင်ငံတော်ပြည်ယတိတာနာတကတောရန်ကုန်ပမောက္ခချုပ်ဆရာတော်နှင့်အရဟံဖောင်ဒေးရှင်းဟောဝါထစရိယဆရာတော်ကြီးများဖြစ်ကြားတဲ့ကြောင်းမဲဆရာတော်နိုင်ငံတော်တန်ခါမဟာနိုင်ရကဆင်ပြူကျွန်းဆရာတော်ဒုတိယမြိုင်ကြီးငူဆရာတော်ထိုးရှိလမ်းညုံဩဝါထကိုခံယူပြီးအရဟံတာနာပြုလုပ်ငန်းစဉ်အမှတ်တရဖြစ်အရဟံတာနာပြုသမကောလေးကိုဖွင့်လင်းတင်ကြားပို့ချလျက်ရှိပြီးအရဟံတာနာပြုသမကောလေးမှာတန်ခါ ာထော်များဆိုင်ရာတင်နန်းနှင့်ဒူပုတ်ကိုများဆိုင်ရာတင်နန်းဟူ၍တမျိုးနှစ်ဆရှိပြီးအွန်လိုင်းကနေသဆင့်တက်ရောက်နိုင်တဲ့အကြောင်းကိုဇရာတော်ကအခုလိုဆက်လက်မိကြားပါသေး။တို့တို့ကတော့တန်ဃာတော်များဖြစ်တည်နေပြီ။အဲလိုတော့တန်ဃာတွေရဲ့အာရဏာယိကံဓာတ်ကိုတန်ဃာတော်တွေကပြိဝတာဝယူနေအောင်အာရဏာယိပြင်ဓာတ်ကိုအာရဏာတော်ရှင်နေပြီ။ နိုင်ငံအတွက်သာသနာအတွက်စွန့်မဲ့အဖက်ကနေပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့ဒါအားလုံးကိုလည်းအားလုံးမှများတယ်ကလည်းပဲသင်္ကန်းတက်ရောက်လို့ဒီနေ့ရဲ့မူလစီဝါရေးဒီဝါရေးတာရဲ့တမီးတက်ဒီအရင်းများကိုမပြတ်ရသေးနဲ့မိမိတို့ဒီမှာတော့အွန်လိုင်းကနေပြီးတော့ဓမ္မစာပေကိုတက်ရောက်ကြဖို့ အစိုးပါအဖွဲ့နှင့်တပင်အခမ်းနာကိုသမောတတသုံးချိန်ရွဆို၍အခမ်းနာဖွင့်လင်ပြီးရန်ဟန်ဖောင်ဒေးရှင်းအသည့်ပတိနိုင်ငံတော်ပြည်ရတီသားနာတက္ကသိုလ်ရန်ကုန်ပေါမောက်ခါချုပ်မဟာသိန်းတော်ကြီးဆရာတော်ကတရဏိယကထာချီးမြှင့်ခဲ့ပါသည် အရဟံဖောင်ဒေးရှင်းနဲ့အခြားသောအရဟံတာနာပြုလုပ်ငန်းစဉ်အလုံးထိုးရှိဩဝါဒစရိယာကြောင့်ပဲဆရာထောနိုင်ငံတော်တန်ခါမဟာနိုင်ရကဆင်ပြူကျုံဆရာထောဒုတိယမြိုင်ချင်းကိုဆရာထောထိုးခသရဏိယကထာချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်။ အထူးနောက်အရဟံဖောင်ဒေးရှင်းနှင့်အခြားသောအရဟံသာနာပြုလုပ်ငန်းစဉ်အားလုံးထိုးရှိဩဝါထစရိယာဆရာတော်အဖြစ်လျှောက်ထားလွှာကိုနိုင်ငံတော်တန်ခါမဟာနာယကဆင်ပြူချုံးဆရာတော်အောင်အရဟံဖောင်ဒေးရှင်းတည်ထောင်သူဆရာတော်သမဝီရဒေါက်တာအရှင်တေဆန်နီယာကအရဟံဖောင်ဒေးရှင်းဦးဆောင်နိုင်ယကဆရာတော်ဒေါက်တာအရှင်တာတိနာထိုးကစက္ကတ်တော်မှုခဲ့ပါတဲ့ အရဟံတင်ကြားရေးပမောက္ခဆရာမဒေါက်တာခိမဦးကိုအရဟံသာတနောပကာရဥပတိကဘွဲ့တဆိတ်တော်ကိုအတ္တိပိဆရာတော်ကအနှင်းချီးမြှင့်ခဲ့ပါတယ်အဒီနောင်အရဟံဖောင်ဒေးရှင်းပဒါနာဦးဆောင်ဆရာတော်တမဝီရဒေါက်တာအရှင်သေးစန္ဒီယာထုခဒုတိယအချိန်ဘွဲ့နှင်းတပင်းနဲ့ပတ်သက်၍ရှောက်ထားကအဓိပတိဆရာတော်ထံမှဘွဲ့ခံစရင်ကိုအတိပြုလက်မှတ်ရေးထိုးခဲ့ပါသည် အဒီနောင်ကျောင်းထိုင်ဆရာတော်များနဲ့ဓမ္မစရိယာကျမ်းပီကျမ်းစွဲဆရာတော်များဆိုင်ရာအသနာပြုဒီပလိုမာဘွဲ့လက်မှတ်နဲ့အဆောင်ရှောင်းထိုးကိုတဘာချင်းပိတ်အပ်ချင်းမြင်ခဲ့ပြီးအရဟံအဓိပတိဆရာတော်ကြီးရဲ့ရှေးမောင်မှာဘွဲ့ခံဆရာတော်များကသာနာပြုဂတိတစ္ဆာခံယူကြပါသည် ဒါအပြင်အရဟံသာနာပြုသမကောလိတ်တိုးချဲ့မြေရအတွက်ဝတ္ထုငွေချက်3000ရာကိုဦးစံဝင်းစံတိုးကျော်ကုမ္ပဏီလစ်မစ်တန်မိသားစုကအရဟံဩဝါဒစရိယာကြောင့်မဲဆရာတော်ထံတွင်ဆက်ကပ်လှူဒန်းရှာဆရာတော်ကြီးကတာသူအနုမောဒနာအကုန်ပြုမှတ်တမ်းလွှာကိုချီးမြှင့်ခဲ့ပြီးနောက်မှတ်တမ်းတင်စုပေါင်းတပုံရှိုက်ပြီးနောက်အခမ်းအနားကိုဗုဒ္ဓတာဒနာစီယံသိတ္တုရွတ်ဆိုဆူတောင်း၍အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်လို့သိရပါတယ်ရှင်